ဒီဗီဒီယိုကိုကြည့်နေတဲ့သင်ကိုမေးပေးရစေတကယ်ပေါ်မှာလောင်းကစားကြောင့်ချမ်းသာနေတဲ့လူတွေရှိနေပြီလားညလုံးမိတ်ပဲလဲနေကြတဲ့ဆလော့ကင်သင်ဟာဘဝတစ်ခုလုံးကိုအဲဒီရောင်ဆောင် animation တွေဂျက်ပေါ်လို့အော်ဟစ်နေတဲ့အတန်တွေရဲ့နောက်ကွယ်မှာပုံအော်ထားခဲ့ရတာဘယ်နှကြိမ်ရှိပြီလဲမရိကရှုံထားတာကိုပြန်ယူဖို့ဒီတစ်ခါနောက်ဆုံးပဲလို့ကိုကိုကိုဂရီပေးရင်ဘဝတစ်ခုလုံးကိုဆုံးရှုံးလို့ဆုံးရှုံးမှမသိတဲ့လူငယ်တယောက်ဟာသင်ဖြစ်နေပြီလားအဲဒီတောက်ပြောင်နေတဲ့ရုပ်ပုံတွေသင်ကားပြအကန့်တွေရဲ့နောက်ကွယ်မှာ ်သင်ရဲ့ဘဝသင်ရဲ့ပတ်စံနဲ့သင်ရဲ့အနာဂတ်ကိုစနစ်တကျဖျက်ဆီးနေတဲ့ဆက်ရုပ်စာပါတစ်လုံးပဲရှိပါတယ်ကျွန်တော်တို့နိုင်ငံကလူငယ်လူလက်ပိုင်းအများစုဟာဒီ online လောင်းကစားလွန်ထဲမှာနေမောနေကြပါပြီအကျွေးတွေနဲ့မိသားစုပြဿနာတွေနဲ့ဘဝကိုစိတ်ပုံပြီးအရာအလုံးကိုလက်လွတ်ချက်စိတ်တွေသို့မဟုတ်ပြင်းထန်တဲ့စိတ်ကြဝေဒနာတွေနဲ့ရင်ဆိုင်နေကြရပါပြီကျွန်တော်ဒီနေ့အသင်ကိုအားပေးဖို့ရောက်လာတာမဟုတ်ဘူးတင်းမျက်နာကိုတက်တက်ကြည့်ပြီးအမှန်တရားကိုပြောပြဖို့ရောက်လာတာပါဆလော့ကိန်းဟာ တင်းအတွက်ငွေရှာပေးမဲ့လမ်းကြောင်းမဟုတ်ဘူးဒါဟာတင်းရဲ့အုံနောက်ကိုခိုးယူပြီးတင်းကိုယ်တိုင်တူးထားတဲ့အဆုံးမရှိတဲ့အကျွေးပြင်းပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအပိုင်းသုံးပိုင်းခွဲတင်ပြထားပါတယ်တင်းရဲ့ချက်ကတော့ဆလော့ကရဲ့နောက်ွယ်လိုအပ်ချက်ကဘာလဲနေ့ရက်ချက်ကလောင်းကစားကြောင့်လူမှုဆက်ဆံရေးစုတို့များနောက်ဆုံးအချက်ကတော့ဒီလောင်းကစားနုံတွေကဘယ်လိုရုံးထွက်မလဲဆိုတဲ့လမ်းညွန်ချက်တွေပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုတဝက်တစ်ပြတ်မကြည့်ပါနဲ့ဘာကြောက်လဲဆိုတော့ တင်အားဘဝပြက်လူနေပါအခြေအနေကိုရောက်နေပြီလို့ကိုကိုကိုသိနေရင်နောက်ထပ်မိနစ်ပိုင်းဟာတင်ဘဝရဲ့ဥဒိယာကိုပြောင်းလဲပေးနိုင်မဲ့အခွင့်အရေးဖြစ်လို့ပါ။ဒါဆိုနံပါတ်၁ဖြစ်တဲ့ဆလော်ဂင်းရဲ့နောက်ွယ်ကလိုဝက်ချက်ကဘာလဲဆိုတာစလိုက်ရအောင်။တင်ဆလော်ဂင်းကိုစတင်ကစားတဲ့အခါကံကောင်းရင်နိုင်မှာပဲလို့ထင်ပါလိမ့်မယ်။ဒါဟာအကြီးမားဆုံးအမှားပါ။ဆလော်ဂင်းတွေဟာကံပေါ်မှာအခြေခံတာထက်တင်ချာနဲ့စိတ်ပညာပေါ်မှာအခြေခံထားတာပါ။ပထမအချက်က RDB လို့ခေါ်တဲ့လေလံမှုဆလော်ဂင်းတိုင်းမှာ RDB Return to Player ဆိုတဲ့ယာကိုင်းလုံးရှိပါတယ်။အဲ့ဒါကကစားသူတွေစီပြန်ရမယ့်ပတ်စံယာကိုင်းလုံးကိုဆိုလိုပါတယ်။၈၀ယာကိုင်းလုံး RDB ရှိတယ်ဆိုရင်အဲ့ဒီ game ကတင်ထည့်တဲ့ပတ်စံ၁၀၀၀တိုင်းမှာ၂၀၀၀ချက်ကိုသူ့အတွက်အမြဲတမ်းယူထားမယ်လို့အထိပ္ပယ်ရပါတယ်။အထူးတယောက်မှုကဘလိုပဲ90ဖြစ်စေရှုံးတယ်ဖြစ်စေရေရှိမှတင်လာရင်တရားရာကိုင်းလုံးရှုံးနေမှာဖြစ်ပြီး game ကုန်မတည်တာအမြဲတမ်းနိုင်သူဖြစ်တယ်ဆိုတာကိုအုံနောက်ထဲမှာတေချာမှတ်ထားပါ။ဒုတိယချက်က on move ထောင်ချောင်း ဇလော့မှာပုံတုံးပုံညီမနိုင်နာကိုတင်းမျက်လုံးရှိမှာနှစ်ပုံညီပြီးတတိယပုံကနည်းနည်းလေးလွဲသားတာကိုမကြာခဏတွေ့ရပါလိမ့်မယ်။ဒါကို Olmo Win လို့ခေါ်ပါတယ်။အဲ့ဒီနည်းနည်းလေးလွဲသားတဲ့အမြင်ဟာတေဝနောက်ကိုနောက်တစ်ခါလှည့်လိုက်ရင်ဒေတာပေါက်နိုင်တော့မှာလို့လဲစားပြီးဒိုဖာမင်ဟော်မုန်းတွေကိုထုတ်လွှင့်ခိုင်းပါတယ်။ဒါဟာစိတ်ပညာနဲ့ဖန်တီးထားတဲ့ထောင်ချောက်တက်တက်ပါ။တတိယအချက်ကတော့ပုံမှန်မဟုတ်တော့ဒိုဖာမင်ပေါက်ကွဲမှုကျွန်တော်တို့ပုံမှန်အားထုတ်မှုဥပမာအလုပ်စူးစမ်းလို့လစာရခြင်းကနေပျော်ရွှင်မှုဒိုဖာမင်ကိုရပါတယ်။ ဒါပေမဲ့လောင်ကစားကချက်ချင်းအစမတန်ပမာဏကိုထုတ်လွှင့်ပေးပါတယ်အကျိုးတရားမှုကဒီလိုဒိုပါမိုင်းပတ်ဝဲမှုများလာတဲ့အခါတင်းအောင်တော့ကပုံမှန်ပျော်ရွှင်မှုတွေကိုစိတ်ဝင်စားတော့ပါဘူးဥပမာအလုပ်လုပ်ရတာအားကစားလုပ်ရတာမိသားစုနဲ့အချိန်ဖြုန်းရတာအလောင်းအစားရဲ့စိတ်လှုပ်ရှားမှုတခုလေးကတော့ပုံမှန်အခြေအနေလို့သတ်မှတ်လာပြီးမလောင်းရရင်စိတ်တို့စိတ်ကြဒေါသထွက်တာတွေဖြစ်လာပါတော့တယ်ဒါဟာဆေးဆွဲတာအရက်ဆွဲတာနဲ့တူညီတဲ့ယောဂတစ်ခုဖြစ်ပါတယ်စတုဒ္ဒါချက်ကနေစမှုနဲ့စိတ်ကိုညှို့ယူခြင်း ဆလော့ဂိမ်းတွေမှာနိုင်တော့မလို့လို့နှီးဆက်တော့မလို့လို့အချိန်ရီကိုသူတို့ကတမင်တကာပုံများအောင်ရေးဆွဲထားပါတယ်။စိတ်ပြများသူတည်တနာတွေအရာလူတယောက်ဟာအနိုင်ရတဲ့အခါထက်နှီးဆက်ပြီးရှုံးသွားတဲ့အခါမှာပိုပြီးစိတ်လှုပ်ရှားမှုခံစားရတယ်လို့တွေးရှိရပါတယ်။ဆိုလိုတာကရှုံးနေမှုကတင်းကိုပိုပြီးဆွဲလန်းစေတယ်လို့ဆိုလိုတာပါပဲ။တင်းရှုံးလေလေနည်းနည်းလေးပဲလိုတော့လာလို့ထင်ပြီးထက်ထက်လေးလေးဖြစ်လာပါတယ်။ဆလော့ဂိမ်းဟာရှုံးနေမှုကိုအသုံးပြုပြီးတင်းကိုပုံမိုဆွဲဆောင်နေတာပါ။ ။နောက်ဆုံးချက်ကတော့ငွေကြေးပုံစံလှည့်စားခြင်း။ဆလော့ကိန်းအများစုမှာငွေကိုတိုင်းရမပြပဲ credit တင်ငါပြအတူတွေနဲ့ပြောင်းလဲပြသပါတယ်။ဥပမာကျပ်တထောင်ဆိုတာကို credit တထောင်လို့ပြရင်တုံးရတာငွေအစ်စမမဟုတ်ဘူးလို့ထင်ရပါတယ်။ဒီလိုလဲစားထားတာကြောင့်ပတ်စံကိုအိတ်တဲကနေထုတ်သုံးနေရတယ်လို့မျိုးနာကျင်မှုပိန်ရောပေးရင်မရှိတော့ပဲအယုတ်ပတ်စံလိုမျိုးလွယ်လွယ်သုံးမိသွားပါတော့တယ်။နေ့ရက်ချက်ဖြစ်တဲ့စီးပွားရေးနဲ့လူမှုရေးထိခိုက်မှုဒီပြဿနာဟာငွေရှုံးချုံးတာထက်အများကြီးပိုပါတယ်။ရောင်းကစားကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်သွဲပြဿနာတွေဟာ တင်ရဘဝတစ်ခုလုံးကိုကူးဆက်ဖြည့်ဆည်းပြမှာပါ။လောင်ကစားအတွက်အချိန်မွေးစိတ်စွမ်းရင်တွေပေးလိုက်ရတဲ့အခါအဲဒီစွမ်းရင်တွေဟာတခြားနေရာတွေကနေဆုံးရှုံးသွားတာပါ။အလုတ်ကိုင်းအာယုံမဆိုင်နိုင်တော့လို့အလုတ်ပြုတ်ခြင်း၊ရာသူတို့ဖို့အခွင့်အရေးဆုံးဆုံးခြင်း၊ပညာရေးမှာကြောင်းတက်ကတော့ကထွက်လိုက်ရခြင်း၊ပွဲမရလိုက်ခြင်း၊တမ်းမာရေးမှာတော့အေးပြတ်အစားတောက်ပြတ်ပြီးစိုးရင်လွန်ခဲ့တဲ့စိတ်နဲ့စိတ်ကြဝေဒနာတွေကိုခံစားရခြင်း၊ဆက်ဆံရေးပျက်စီးခြင်း၏အဆင့်များအဆင့်တွေလိန်ညာမှု လောင်ကစားကိုလှုပ်ဝက်ဆော့ခြင်းရှုံနာကိုဖုံးကွယ်ခြင်းအစစ်နဲ့အကျွေးယူခြင်းမိသားစုမိတ်ဆွေများစီမှလိုအပ်လို့ဟူသောကောင်းစဉ်တက်ကငွေချေခြင်းအစဉ်သောလမ်းခွဲခြင်းငွေပြန်မပေးနိုင်သောအချိန်မှာရှက်လို့ကြောက်လို့လူမှုပတ်ဝန်းကျင်နဲ့မိသားစုကိုရှောင်ဖယ်လာခြင်းနောက်ဆုံးအဆင့်ကတော့ယာဇဝိမှုလောင်ကစားဖို့အကျွေးဆက်ဖို့အတွက်ခိုးယူခြင်းအလွယ်သုံးစားလုပ်ခြင်းချင်းချောက်ချင်းစတဲ့မလုံတဲ့အပြုမူတွေကိုလုံမိလာခြင်းမှတ်ထားပါလောင်ကစားသမားအများစုဟာဒီအဆင့်ကိုရောက်ဖူးကြပါတယ် နောက်ဆုံးအဆင့်ဖြစ်တဲ့လောင်သားနုံနယ်ကဘယ်လိုရုံထွက်ရမလဲဆိုတာကိုပြောပြပေးသွားမှာပါအစိုးဆုံးအချိန်ဒီကနေရုံထွက်နိုင်ဖို့ကျွန်တော်တို့အဆင့်လိုက်ခြေလမ်းတွေလှမ်းဖို့လိုအပ်ပါတယ်ဆရာထက်သမှုနဲ့ချက်ချင်းလှုပ်ဆောင်ရပါမယ်လောင်သား application တွေ website link တွေကြော်ညာ channel တွေကိုတသက်လုံးအတွက်ဘလော့ delete လုပ်ပါဝေးပေးချင်မှုလွယ်ကူစေတဲ့ mobile banking e-wallet password တွေကိုမိသားစုဝင်တဦးကိုပြောင်းခိုင်းပြီးတင်ကိုယ်တိုင်မသိအောင်လုပ်ထားပါ။ငါးနမီနဲ့လောင်းကစားအကောင့်မဖွင့်တော့ပါဘူးဆိုတဲ့စကားကိုအခါတရရှိပါ။ လက်မနဲ့ရှင်းဖွင့်ခြင်းနဲ့အကာအကွယ်တင်းရဲ့အခက်အခဲကိုအ ਨੇ ဆုံးလူတယောက်အဖေအမေအကူအမဒါမှမဟုတ်အချစ်ဆုံးမိတ်ဆွေကိုအသေးစိတ်ရှင်းဖွင့်ပါသူတို့ကိုတင်းရဲ့ထိန်ချုပ်သူအဖြစ်ခန့်အပ်ပါကြီးမားတဲ့ငွေကြေးသုံးစွဲမှုတိုင်းကိုသူတို့စီကခွင့်ပြုချက်ယူပြီးမှလှုပ်ဆောင်ပါလို့ကိုကိုကိုသဘောတူညီချက်ပေးလိုက်ပါနံပါတ်3အုံနောက်ကိုအစားထိုးကူတာခြင်းဒိုပါမင်ကိုအလွယ်နဲ့ရနိုင်တဲ့အချင်းကိုဖျက်ရပါမယ်လောင်စာလှုပ်ခြင်းစိတ်ပေါ်လာတဲ့အခါတိုင်းချက်ချင်းတခြားအစာတို့လှုပ်ရှားမှုကိုလုပ်ပါဥပမာရေချိုးလိုက်ပါပြေးပါ စပိန်ကိုတက်နိုင်တယ်များအများအောင်စီးပါဒါမှမဟုတ် online မှာဘဝအတွက်အကျိုးရှိတဲ့သင်တန်းတစ်ခုခုကုတ်တင် language စကေးကိုတက်ဖို့ internet မှာရှာဖွေပါအုံနောက်ကိုအလုပ်ပေးလိုက်ပါနံပါတ်၄တနေချင်းစီသာတွေးပါတသက်လုံးလောင်းကစားမလုပ်တော့ဘူးလို့တွေးရင်စိတ်ပိစမှုများလုံးလို့ပိုပြီးပြန်လုံးမိတတ်ပါတယ်သင်ရဲ့ရည်မှန်းချက်ကိုဒီနေ့တနေ့လုံးလောင်းကစားမလုပ်ဘူးလို့ပဲသတ်မှတ်ပါညရောက်ရင်အဲ့ဒီတနေ့တော်ကိုအောင်မြင်စွာကြော်ပြနိုင်ခဲ့တဲ့အတွက်ကိုကိုကိုဂုဏ်ပြုပါမနက်ဖြန်ကြရင်နောက်တစ်ချိန်ဒီနေ့တနေ့တော်လုံးကိုရှင်မှန်းချက်ထက်ချမှတ်ပါ နံပါတ်၅အသိရဲ့အမှားကိုအတိမဲ့ပြုခြင်းအကျိုးတွေကိုအသေးစိတ်စည်ရင်ပြုစုပါအဲ့ဒီအကျိုးတွေဟာလောင်ကစားကတင့်ကိုဘယ်လောက်ဆုံးဆုံးစေခဲ့လဲဆိုတဲ့တက်တည်ပဲဖြစ်ပါတယ်အကျိုးတွေကိုလောင်ကစားနဲ့ပြန်ဆက်ဖို့ဘယ်တော့မှမကြိုးစားပါနဲ့ရိုးသားစွာအလုပ်လုပ်ပြီးတလာချင်းစီဘယ်လောက်ဆက်နိုင်မလဲဆိုတဲ့လက်တွေ့ကြတဲ့အစီအစဉ်တစ်ခုချမှတ်ပါမိသားစုနဲ့အတူအကျိုးဆက်ရေးအစီအစဉ်ကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ပါကျွန်တော်ရဲ့မိတ်ဆွေလောင်ကစားဟာရွှေချယ်ဝင်မဟုတ်ပါဘူးဒါဟာဆွဲလမ်းမှုယောဂတစ်ခုပါယောဂတိုင်းကိုကုသလို့ရပါတယ် ဗီဒီယိုကိုကြည့်ပြီးသားနဲ့သက်ဆက်ကန်းတော့မသွန်းဆုပ်ပါနဲ့ဖုန်းကိုပိတ်လိုက်ပါတင်းရဲ့ရင်ဖွင့်ရမယ့်လူကိုအခုပဲခေါ်လိုက်ပါတင်ဟာဘဝပြတ်သူမဟုတ်ပါဘူးတင်ဟာရုံးကန်နေသူတူဦးသားဖြစ်ပြီးအခုချိန်မှာအနံ့ရဖို့ဆုံးဖြတ်လိုက်သူတူဦးဖြစ်ပါတယ်လောင်ကစားနော်နဲ့ကရုံးထွက်ချင်ဟာတသက်တာတိုက်ပွဲပါဒါပေမဲ့တနေချင်းစီရုံးထွက်နိုင်ရင်အဲ့ဒီနေဟာတင်ဘဝရဲ့အကြီးမားဆုံးသောနိုင်ပွဲဖြစ်ပါလိမ့်မယ်ကျွန်တော်ယုံကြည်ပါတယ်တင်လဲကိုကိုကိုယုံကြည်ပါယခုပဲစတင်ပါ